ပါရှင် MBA သတင်းဌာနရဲ့ဒီကနေ့မတ်လ31ရက်နေ့မှာရရှိထားတဲ့သတင်းတွေကို ကျမခရစ်စတယ်ကတင်ဆက်ပေးပါမယ်ရှင်တင်ဆက်ပေးမယ့်သတင်းတွေကတော့ငလင်ဘေးကျောက်ပြည်သူ့တောကရောက်နေချိန်ထောင်ဆက်စုကြည်မွေးနေ့လှုပ်ဖို့ NLD အစီအွေလှုပ်တဲ့သတင်းငလင်ကျောင်း60ရာခိုင်နှုန်းပြည့်စည်သွားတဲ့သခိုင်းမြို့မှာကုန်စည်နှုန်းတွေအဆမတန်မြင့်တက်နေတဲ့သတင်း တည်ဆုံးသူများတဲ့အတွက်မန္တလေးမြို့ကမိသကြိုဆက်တွေအခက်ခဲဖြစ်နေတဲ့တဲ့ငလင်ကြောင်ရန်ကုန်မန္တလေးအမြန်လန်းအပြက်စီများပြခဲ့ပေမဲ့ခီးစဉ်တွေကိုပုံမှန်အတိုင်းပြေးဆွဲနေတဲ့တဲ့နောက်ဆက်တွဲငလင်အကျိန်200ကျော်လှုပ်ခတ်ခဲ့တာကြောင့်ငလင်စီးလုံနိုင်မဲ့အခြေအနေရော့နေသွားတယ်လို့မိုးလေဝသစောက်ကြည့်သူတွေပြောတဲ့တဲ့ငလင်ထန်တဲ့ထိုင်းပြည်သူတွေရဲ့အတွက်နိုင်ငံပိုင်ဗန်တွေကကုညီထောက်ပံ့မှုတွေပေးနေတဲ့တဲ့အစားရှိတဲ့တဲ့တွေကိုတင်ဆက်ပေးပါမယ်။ ပထမဆုံးသတင်းတပုတ်အနေနဲ့ငလင်ဘေးကျောက်ပီတူရီတောကရောက်နေချိန်ထောင်ဆန်းစုကြည်မွေးနေ့လို့ဖို့ NLD စီဝေးလုတ်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌဒေါက်တာမေဝင်းမြင့်ဦးဆောင်ပြီးနိုင်ငံတော်တိုင်ပင်ခံပုတ်ကိုထောင်ဆန်းစုကြည်မွေးနေ့ပြုလုပ်ဖို့အတွက်ဆိုပြီးအစည်းအဝေးပြုလုပ်ခဲ့တယ်လို့သူ့ရဲ့လူမှုကွန်ရက်ဆာမင်နာမှာရေးသားထားပါတယ်။ NND ဘ ਹੁ အမျိုးသမီးလုပ်ငန်းအဖွဲ့ PNN နဲ့တိုင်းအမျိုးသမီးလုပ်ငန်းအဖွဲ့ဝင်တွေတွေ့ဆုံပြီးပါတီဥက္ကဋ္ဌဒေါန်ဆန်းစုကြည်ရဲ့280ပြည်မွေးနေ့ကျင်းပဖို့ဆွေးနွေးပွဲပြုလုပ်တယ်ဆိုပြီးဒေါက်တာမေဝင်းမြင့်ကရေးသားထားသလိုဆွေးနွေးပွဲတက်ရောက်ခဲ့သူတွေအွန်လိုင်းကတက်ရောက်ခဲ့သူတွေရဲ့တပ်ပုံတွေလည်းဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာအင်အားပြင့်ငလင်းလောက်ခတ်ခဲ့လို့ပြည်သူတွေပူဆွေးတော့ကရောက်နေချိန်မှာဒေါန်ဆန်းစုကြည်ရဲ့မွေးနေ့ပွဲလုပ်ဖို့ကအရေးမကြီးဘူးလို့ Generation Z Army ရဲ့ဥဆောင်သူကိုဇက်ကပြောပါတယ်လက်ရှိမြန်မာနိုင်ငံမှာအင်အားအလွန်ပြင်းထန်တဲ့မြင်းကလေးကြောင့်ပြည်သူများစွာတေဆုံနေတဲ့အတွက် NUG ကလည်းထိုးစစ်တွေကိုရပ်နာမယ်လို့ထုတ်ပြန်ထားသလို MNDA ကလည်းလာရှိုမျိုးမှာကျင်းပမယ်တကြံပွဲတော်ကိုဖျက်သိမ်းထားပါတယ် အဲ့ဒီလိုဒေါ်လာရေးအဖွဲ့အစည်းအသီးသီးကထိုးစင်းတဲ့ပျော်ပွဲရှင်ပွဲတွေကိုရပ်တန့်ထားပေမဲ့ NND ဘ ഹു အမျိုးသမီးလုပ်ငန်းအဖွဲ့ကဒေါန်ဆန်းစုကြည်ရဲ့မွေးနေ့ပွဲပြုလုပ်မဲ့ကိစ္စကိုဆွေးနွေးနေရတဲ့ပတ်သက်လို့ဝေဖန်မှုတွေလည်းထွက်ပေါ်နေပါဗျ ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ငလင်ကျောင်း60ရာခိုင်နှုန်းပြည့်စည်သွားတဲ့သခိုင်းမြို့မှာကုန်စည်နှုန်းတွေအဆမတန်မြင့်တက်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။သခိုင်းမြို့မှာမတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့ငလင်ကျောင်းမြို့ရဲ့60ရာခိုင်နှုန်းပြည့်စည်ခဲ့ပြီးကုန်စည်နှုန်းအဆမတန်မြင့်တက်နေရလို့ကယ်ဆယ်ရေးလှုပ်ဆောင်ပေးနေတဲ့လူမှုကူညီအသင်းတွေထံကသိရပါဗါး။အင်းအားပြည့်ငလင်လှုပ်ခတ်ပြီး၄ရက်မြောက်နေ့အထိသခိုင်းမြို့နေရာအများစုက အပြည့်စည်တွေကိုဖယ်ရှားရှင်းလင်းနိုင်တာမျိုးမရှိသေးတဲ့ ြင်းအဲ့ဒီအပျက်စီးတွေကြာအသေးဆုံးနေတဲ့ရုံလောင်းတွေကိုလည်းမထောက်နိုင်သေးဘူးလို့မြို့ကန်တွေကပြောပါတယ်။ပြီးခဲ့တဲ့မတ်လ28ရက်ငလင်ထံကိုအပြင်းထန်ခံစားခဲ့ရတဲ့စကိုင်းမြို့ကနေရာအများစုကိုဒီကနေ့မတ်လ31ရက်အထိကူညီကယ်ဆယ်ရေးအဖွဲ့တွေရောက်ရှိဖို့ခက်ခဲနေရကြောင်းရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကိုအနည်းကျင်းလောက်ပဲလုပ်နိုင်သေးတယ်လို့တည်သားခံကယ်ဆယ်ရေးသမားတအူးကဆိုပါတယ်။ ငလင်ထန်ကြောင့်ဈေးရီကုန်ချောက်ပစ္စည်းဆိုင်တွေပါပြိုကျပျက်စီးခဲ့တဲ့အတွက်အသက်ရှင်ကျန်ရည်သူတွေဟာလည်းအစားအစာနဲ့တောက်သုံးရည်ပြဿနာနဲ့ရင်ဆိုင်နေရသလိုရင်းနဲ့မီးလည်းပြတ်တောက်နေရလို့ပြောပါရယ်လက်ရှိစကိုင်းမြို့မှာ အစားအသောက်ဆေးဝါးနဲ့တောက်သုံးရည်တွေရေးပေါ်လိုအပ်နေတဲ့အပြင် အခြေခံစားတောက်ကုန်စည်းနှုံးတွေဟာလည်းနှစ်ဆလောက်မြင့်တက်လာတယ်လို့မြို့ကန်တွေကဆိုပါရယ်စကိုင်းမြို့ပေါ်မှာရေတန့်တပူကိုကျက်ရှိရာအသားစေးကကျက်လေးတောင်ဝင်းစင်နဲ့ခဲရင် ီတပိတ်သားကြက်တပေါင်းဖြစ်နေရလို့စကိုင်းမျိုးကန်တဦးကပြောပါတယ်။လက်ရှိစကိုင်းမျိုးပေါ်မှာတော့စီပင်နဲ့ဒေသခံကယ်ဆယ်ရေးအဖွဲ့တွေကပဲအပြက်စီးတွေကိုရှင်းနေကြရပြီးတခြားနေရာတွေကကယ်ဆယ်ရေးအဖွဲ့တွေမလာနိုင်သေးကြတဲ့အတွက် ရှိတဲ့အဖွဲ့တွေကပဲရွာတွေခွဲပြီးကူညီပေးနေရတယ်လို့ဆိုပါတယ်။အင်အားပြင်းငလင်းကြောင့်စကိုင်းမျိုးရဲ့60ရာခိုင်နှုန်းပြက်စီးခဲ့ပြီးတေဆုံးသူ164လောင်းကိုတကြိုခဲ့ပြီးဖြစ်တယ်လို့ အပြည့်စည်တွေကြားကမထုတ်နိုင်သေးတဲ့ရုံလောင်းတွေလည်းအများပြရှိနေသေးတယ်လို့ကယ်ဆယ်ရေးအဖွဲ့တွေကပြောပါဗျာတတိယသတင်းတပုတ်အနေနဲ့တည်ဆုံးသူများတဲ့အတွက်မန္တလေးမြို့ကမိသကြိုဆက်တွေအခက်အခဲဖြစ်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မက်လာ28ရက်က မန္တလေးမြို့နားကိုဗဟိုပြုလုခတ်ခဲ့တဲ့ငလင်းကြောင်းမန္တလေးမြို့မှာသေဆုံးသူတထောင်ကျော်ရှိတဲ့အတွက်မိသူကြိုဆန်မှာအလောင်းတွေထပ်နေပြီးသကြိုဖို့အခက်တွေ့နေကြတယ်လို့သိရပါဗျ။မန္တလေးမြို့မှာတောင်အင်း၊မြောက်အင်းနဲ့ကြာနေကန်တုတ်တန်သုံးခုပဲရှိပြီးသေဆုံးသူအရေအတွက်များလွန်းနေရကြောင်းအလင်းမြောင်မိသူကြိုမှုတွေမလုံနိုင်ဘူးလို့သိရပါဗျ။လက်ရှိမှာလည်းအဲ့ဒီတုတ်တန်သုံးခုလုံးမှာသကြိုဖို့ရုံလောင်းများပြားရှိနေပြီးတုတ်တန်အပြင်မှာပဲပုံထားရလို့တချို့မိသားစုဝင် ကတော့ကို့အစီအစဉ်နဲ့ကို့မိသွုံမှုတွေပြုလုပ်နေရတယ်လို့သိရပါဗါးမန္တလေးမြို့မှာ ငလင်းကျောက်ပျော်ကြပျက်စီးခဲ့တဲ့သာသနိကအဆောက်အုံတွေပလီတွေဟိုတယ်နဲ့နေအများပြားရှိပြီးအပြိုအပြက်အောက်မှာပိတ်မိသူတွေနဲ့တည်ဆုံသူတွေကိုထောက်ယူကယ်ဆယ်နိုင်မှုလှုပ်ဆောင်နေရဆဲဖြစ်ပါတယ်။ မီဇီမသတင်းဌာနကမတ်လ30ရက်တိကောက်ယူထားတဲ့အချက်လက်တွေအရမြင်းငလင်ကျောင်းတည်ဆုံးခဲ့သူ2954ဦးထိခိုက်ဒဏ်ရာရရှိသူ3122ဦးနဲ့ပျောက်ဆုံးနေသူ68ဦးရှိတယ်လို့သိရပါဗျာ။ နောက်ထပ်သတင်းတပုတ်အနေနဲ့ငလင်ကျောင်းရန်ကုန်မန္တလေးအမြန်လန်းအပြည့်စီများပြခဲ့ပေမဲ့ခီးစဉ်တွေကိုပုံမှန်တိုင်းပြည့်စွဲ့နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အင်အားပြင်းမြင်ငလင်လုတ်ခတ်ခဲ့တာကြောင့်ရန်ကုန်မန္တလေးအမြန်လန်းမှာအပြည့်စီများခဲ့ပေမဲ့အဝေးပြေးခီးတဲ့တင်ရှင်လိုင်းတွေဟာပုံမှန်တိုင်းပဲပြည့်စွဲ့ပေးနေရလို့အဝေးပြေးကားလက်မဲ့အယောင်ဌာနတွေထံကသိရပါတယ်။လက်ရှိမှာ ခီးတဲ့တင်ကားတွေအင်စီကားတွေဟာလမ်းအပြည့်စီတွေကိုရှောင်ပြီးတဖြည်းဖြည်းသွားနေရတယ်လို့ ရန်ကုန်မန္တလေးလမ်းဟောင်းမှာလည်းပျက်စီးမှုတွေရှိခဲ့ပြီးလမ်းမြေသားတွေပဲ့ကြတာလမ်းပေါ်မှာအကြောင်းတွေဖြစ်ပေါ်နေရကြောင်းတတိထားမောင်းနေနေရတယ်လို့ရှင်မောင်းတဦးကပြောပါတယ်စစ်ကောင်စီကငလင်တန်းကိုခန်းစားခဲ့ရတယ်နေပြည်တော်ကောင်စီမန္တလေးတိုင်းအပါအဝင်တိုင်းလေးကုနဲ့ပြည်နယ်တစ်ခုကိုအရေးပေါ်အခြေအနေဖြစ်ကြေညာထားပါတယ်တင်အားခုနှစ်တသမာခုနှစ်ရှိတဲ့မြင်းကလေးကျောင်းမန္တလေးတိုင်းစကိုင်းတိုင်းမကွေးတိုင်းပဲခူးတိုင်း နေပြည်တော်ကောင်စီနယ်မြေနဲ့ရှမ်းပြည်နယ်ရှေးမြောက်ပိုင်းနေရာတွေမှာငလင်တန်းကြောင့်စိုးစိုးရွားရွားပြက်စီးခဲ့ပါတယ်။ငလင်တန်းသိမ်းခဲ့တဲ့ဒေသတွေကပြည်သူတွေအနေနဲ့နေအိမ်တွေမှာပြန်မနေသေးပဲလမ်းမတွေ၊ကွင်းပြင်တွေမှာပဲအဆင်ပြေသလိုနေထိုင်နေကြရင်နောက်ဆက်တွဲငလင်ဘေးကိုတိမ်းရှောင်နေကြရတယ်လို့လည်းသိရပါတယ်။ဆက်လက်ပြီးနောက်ဆက်တွဲငလင်အကျိန်း200ကျော်လောက်ခတ်ခဲ့တာကြောင့်ငလင်ကြီးလုံနိုင်မဲ့အခြေအနေရော့နေသွားတယ်လို့မိုးလေဝသစောက်ကြည့်သူတွေပြောတဲ့သတင်းကိုတင်ဆက်ပေးပါဦးမယ်။ နောက်ဆက်တွဲငလျင်ကျိနေရာကျော်လှုပ်ခတ်ခဲ့တာကြောင့်ငလျင်ကြီးထမှန်လှုပ်ခတ်နိုင်မဲ့အခြေအနေညှော့နေသွားတယ်လို့မောလဝတာစောက်ကြီးလီလာသူဦးဝင်းနိုင်ကသူ့ရဲ့လူမှုကွန်ရက်ဆာမင်နာမှာရေးသားထားပါတယ်။2025ခုနှစ်မတ်လ28ရက်မွန်းလဲ12နာရီ52မိနစ်အချိန်ကအင်အားရစ်တာစကေ9.8ရှိအင်အားလွန်ပြင်းတဲ့ငလျင်ကြီးလှုပ်ခတ်ခဲ့ပြီးတဲ့နောက်အင်အားရစ်တာစကေ9အဆင့်ရှိတဲ့ငလျင်ကြီးတစ်ကြိမ်လှုပ်ခတ်ခဲ့တာကလွဲလို့ကြံငလျင်တွေဟာအင်အားအသင့်တင်မဲ ရှိတဲ့ငလင်တွေဖြစ်ပါတယ်ငလင်းစင်းတစ်ခုလောက်ခတ်ပြီးတဲ့နောက်ပိုင်းနောက်ဆက်တွဲလောက်ခတ်ခဲ့တဲ့ငလင်းတွေဟာအင်အားရီတာစကေတစ်ကနေ1.9ရှိတဲ့ငလင်းငယ်54ကျိန်ရီတာစကေ3ကနေ3.9အတွင်လောက်ခတ်ခဲ့တဲ့ငလင်း62ကျိန်အင်အား4ကနေ4.9အစင်နဲ့လောက်ခတ်ခဲ့တဲ့ငလင်း58ကျိန်နဲ့အင်အား5ကနေ5.9အစင်ရှိတဲ့ငလင်း9ကျိန်တို့လောက်ခတ်ခဲ့ပါတယ်။ စကိုင်းပြည်ွေပေါ်ကတန်းရှင်တွေကိုရောင်းနေသွားစေတဲ့နောက်ဆက်တွဲငလင်တွေလှုပ်ခတ်တာဟာအကျဉ်းနှစ်ယောက်ကျော်ရှိခဲ့လို့နောက်ဆက်တွဲငလင်ငယ်တွေကလွဲပြီးငလင်ကြီးလှုပ်ခတ်နိုင်မဲ့အခြေအနေမရှိသလောက်ရော့နေသွားပြီလို့ဦးဝင်းနိုင်ကအသိပေးထားပါတယ် နောက်ဆုံးသတင်းတပုတ်အနေနဲ့ငလင်ထန်တင်ထိုင်းပြည်သူတွေရဲ့အတွက်နိုင်ငံပိုင်ဘဏ်တွေကကုညီထောက်ပံ့မှုတွေပေးနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံရဲ့နိုင်ငံတော်ပိုင်ဘဏ်ရှိခုဟာငလင်ထန်တင်ထိုင်းပြည်သူတွေရဲ့အတွက်ကျွေးမိပြန်ဆန်းမှုတွေဆိုင်းငံ့ပေးထားပြီးအတိုးနဲ့ချင်းငွေတွေထောက်ချေပေးမှာဖြစ်တဲ့အပြင်တခြားပြန်လည်ထူထောင်ရေးအကူအညီတွေကိုလည်းထောက်ပံ့သွားမှာဖြစ်တယ်လို့ထိုင်းနိုင်ငံအစိုးရဒုတိယပြောရေးဆိုခွင့်ရှိသူအနုကူပရူရက်စနုဆက်ကပြောကြားလိုက်ကြောင်းဘန်ကောက်ပို့စ်တင်မှာဖော်ပြ ထားပါတယ်။ဒီငွေကြေးအစီအမံတွေဟာငလင်တန်တင်ပြီးသူတွေနဲ့စီးပွားရေးလုပ်ငန်းတွေပြန်လည်ထူထောင်ရင်းနဲ့အဆင်ပြေချောမွေ့စွာလေပတ်နိုင်ရေးအတွက် ထိုင်းဆိုရကယူရတာဖြစ်ပါတယ်။အခုလိုအကူအညီပေးမဲ့ဘဏ်တွေကတော့အစိုးရအင်အားဘဏ်၊အသေးစားနဲ့အလက်စားလုပ်ငန်းတွေဖွံ့ဖြိုးရေးဘဏ်၊ထိုင်းချင်းငွေအာမခံလုပ်ငန်း၊ထိုင်းပို့ကုန်သွင်းကုန်ဘဏ်၊စိုက်ပျိုးရေးနဲ့စိုက်ပျိုးရေးတမဝရမဘဏ်၊အစိုးရငွေစုဘဏ် ထိုင်းအစ္စလာမစ်ဘန်နဲ့ခရွန်ထိုင်းဘန်တို့ဖြစ်တယ်လို့သိရပါဗါတယ်။အဲ့ဒီဘန်၈ခုအနက်အစိုးရအင်အားဘန်ကတော့ကျွေးမိပြန်ဆန်းမှုဆိုင်းငံ့ပေးထားမှာဖြစ်ပြီးနေအိမ်တွေပြုပြင်နိုင်မှုအတိုးနဲ့ချင်းဝင်တွေကိုလည်းထုတ်ချေးပေးမှာဖြစ်ပါတယ်။ အသေးစားနဲ့အလဲစားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်ကလည်းချင်းငွေအတိုးနဲ့အရင်းတွေကို12လအထိပြန်ဆက်စရာမလိုပဲဆိုင်းငံ့ပေးလိုက်ပါတယ်။ထိုင်းချင်းငွေအာမတ်ကန်လုပ်ငန်းအနေနဲ့လည်းအသေးစားနဲ့အလဲစားလုပ်ငန်းရှင်တွေအတွက်ချင်းငွေတွေပြန်ဆက်ဖို့6လတာဆိုင်းငံ့ပေးထားမှာဖြစ်တဲ့အပြင်ချင်းငွေယူထားတဲ့စီးပွားရေးလုပ်ငန်းတွေပြန်လည်တည်ထောင်နိုင်ဖို့ပြန်ဆက်ငွေတွေကို3လဆိုင်းငံ့ပေးထားမှာပါ။ ။ထိုင်းပို့ကုန်သွင်းကုန်ပန်းကလည်းရေတိုရေရှင်ငွေချေးသူတွေရဲ့အတွက်ပြန်ဆက်ရတွန်းမြင့်ပေးတာငွေချေးယူနိုင်မှုပမာဏတွန်းမြင့်တာတွေနဲ့အတွန်းနှောင်းလျှော့ချပေးတဲ့ပံ့ပိုးမှုတွေဆောင်ရွက်ထားပါတယ်။စိုက်ပျိုးရေးနဲ့စိုက်ပျိုးရေးသမဝယမဘဏ်အနေနဲ့လည်းလူတဦးကိုအရေးပေါ်ချင်းငွေပန်း9000နဲ့ပြန်လည်ထူထောင်ရေးချင်းငွေပန်း9000အထိအတွန်းနှောင်းတက်တက်တသားနဲ့ထောက်ချပေးနိုင်မှုပန်း20ဘီလီယံသတ်မှတ်ထားပြီးဖြစ်ပါတယ်။အစိုးရငွေစုပယ်ရဲ့ဝန်ဆောင်မှုအသုံးပြုသူအတင်းနဲ့အဟောင်းတွေဟာလေ ယ်။ချင်းကွေတွေကို၃လကြာပြန်မဆက်ပဲဆိုင်းငံ့ထားနိုင်ပြီးအိမ်ပြန်လည်ပြင်ဆင်ရင်းနဲ့စီးပွားရေးပြန်လည်ထူထောင်ရေးအတွက်အတိုးလျှော့ချင်းကွေတွေရရှိနိုင်မှာဖြစ်ပါတယ်။ ထိုင်းအစ္စလာမစ်ဘဏ်ကတော့အတိုးရင်ပြန်ဆန်းမှုကို6လအထိဆိုင်းငံ့ပေးလိုက်ပြီးပြန်လည်ထူထောင်ရေးအတွက်ချင်းငွေပတ်5တန်းအထိအတိုးနှုန်းတက်ကြစွာထုတ်ချေးပေးမယ်လို့ဆိုပါရယ်ခရွန်ထိုင်းဘဏ်ကလည်းတနည်းအတွက်ချင်းငွေပြန်ဆန်းမှုကို85ရာခိုင်နှုန်းအထိလျှော့ချပေးလိုက်ပြီးစီးပွားရေးနဲ့နေအိမ်ပြန်လည်ထူထောင်ရေးအတွက်အတိုးနှုန်းတည်တံ့သတ်မှတ်ထားတဲ့ချင်းငွေတွေစီစဉ်ပေးထားတယ်လို့သိရပါရယ် MB ရဲ့တနေ့တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြီးစုနာဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်